BOD အနေဖြင့်စတားလင်သုံးသူများအတွက်နီးလန်းတွေမျှချင်ပါတယ်ရှင့်လိုအပ်ချက်များပြောရရင် Starlink ပစ္စည်းများရှိရန် antenna dish modem router စတဲ့ internet ဆက်ဆက်ပစ္စည်းတွေကိုရရှိထားရမယ်နှစ်အပြင်နေရာကောင်းရှိရမယ် antenna ကိုအတားအဆီးမရှိတဲ့မြင်းတန်းနဲ့အလွတ်နေရာမှာတက်ဆင်နိုင်ရမယ်3မီးစင်ပြေမှုရှိရမယ်စနစ်တက်တာအတွက် power supply တည်ငြိမ်ရမယ်4 satellite coverage စစ်ဆေးရန် ်တင့်ဒေတာမှာ Starlink network ကလုံလောက်စွမ်းရည်ရှိမရှိစေရမယ်ငါဥပဒေ license စစ်ဆေးရင် မိုင်းမာမှာတရားဝင် license မရှိသေးတာကြောင့်စီနီများစစ်ဆေးမှုများနဲ့ပြစ်မှုများဖြစ်နိုင်မှုကိုသတိထားရမယ်ရှောင်းရန်ဂယုဆိုင်ရမည့်အချက်များပြောရရင် license မရှိခြင်းမိုင်းမာမှာ Starlink ကိုတရားဝင်အသုံးပြုခွင့်မရှိသေးတာကြောင့်အနေရရှိတတ်တယ် နှင့်ပစ္စည်းနှင့်တည်ယူမှုအနေရဲ့မလိုင်စင်ရောက်ပစ္စည်းကိုတည်ယူတက်ဆင်ရောင်းချခြင်းတွေမှာဥပဒေပြစ်မှုဖြစ်နိုင်တယ်။၃ကင်သွင်းခြင်းနှင့်အလုံးမလုံးနိုင်ခြင်းမတက်မတ်ထားသောနေမြေများမှာစနစ် အလုံးမလုံးနိုင်ခြင်းတွားရခတ်ခြင်းဖြစ်နိုင်တယ်။၄ဥပဒေရင်ဆိုင်ရခြင်းမလိုင်စင်ဖုံးသုံးခြင်းမတက်မတ်ထားသော လိုင်းသုံးခြင်းတွေဟာအင်တာနက်ဆိုင်ရာ စီးနှီးဥပဒေများနဲ့တွေ့ကြုံနိုင်တယ် စတားလင့်ဘေးဆောင်ခြင်းလဲရပါတယ်ပို့မှာလိပ်စာပေးထားပါတယ်အကျိုးရှိရင်ဖော်လို့ခဲ့ပါရှင့်